ော်လန်ရေးတနစ်ပြည့်မြောက်ပြီးနောက်နိုင်ငံတွင်းမှာလောင်စာဆီဆေးမြင့်တက်မှုနဲ့လျှက်စင်မီပြတ်တောက်မှုကနိုင်ငံ내ချီဖြစ်ပျက်လာနေပါတယ်။လောင်စာဆီဆေးမြင့်တက်တာဟာယူကရိန်းနဲ့ရုရှားမှာစစ်ဖြစ်နေတဲ့အတွက်ကမ္ဘာလောင်စာဆီတက်လာတာရဲ့ခရက်လို့ဆိုနေကြပေမဲ့တကယ်တော့မြန်မာနိုင်ငံ내အတော့ကိုဝေးနေပါသေးတယ်။ လွန်ခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလကပြည်တွင်းလောင်စာဆီဈေးကတလီတာကိုကျက်ရာခနန်းအထိသာရှိခဲ့ပူပါတယ်မြန်မာနိုင်ငံဆက်သုံးစီတင်သွင်းရောင်းချဖြန့်ဖြိုးရေးအသင်း MPTA ထုတ်ပြန်ချက်တွေအရစစ်တပ်အာဏာသိမ်းပြီး၂ရက်အကြာဖေဖော်ဝါရီလ3ရက်ကဒီဇယ်တလီတာ660ပရီမီယံဒီဇယ်တလီတာ680သာရှိပြီးအောက်တိန်92ကတလီတာ620 95ကတလီတာ850သာရှိခဲ့တာပါ 2021ခုနှစ်ဧပြီလမှာတော့လောင်စာဆီဈေးတွေစတက်ခဲ့ပြီး95လီတာ1005ကျပ်အထိထိုးတက်လာခဲ့ပြီးကျန်အမျိုးအစား73စီတွေကတော့ထောင်ကနန်းမကျော်ခဲ့ပါဘူးပြီးခဲ့တဲ့နှစ်ဧပြီလမှာတက်ရိပ်ပြလာခဲ့တဲ့ လောင်စာဆီဈေးတွေဟာ2022ခုနှစ်မတ်လဇန်မှာတော့အရင်နှစ်ကာလတူထက်3%ကျော်မြင့်တက်သွားပါတော့တယ် မတ်လ3ရက်ရန်ကုန်လောင်စာဆီဈေးနှုန်းအရ92တလီတာ1910ကနေ1920ကျပ်အထိရှိလာခဲ့တာပါအဲ့ဒီနေ့တူ95တလီတာကို1965ကျပ်ကနေ1985ကျပ်ကြားရှိလာပြီးဒီဇယ်တလီတာ1925ကျပ်နဲ့ပရီမီယံဒီဇယ်တလီတာ1935ကျပ်အထိ ဖြစ်သွားခဲ့ပါတယ်ဒါဟာလွန်ခဲ့တဲ့ အာနာသိန်းခံရစကာလပေါက်ဈေးနဲ့နှိုင်းရှင်ရင်၃00ကျော်တက်လာတာဖြစ်ပါတယ်။စီအိုစုဟာပြည်ရင်းသုံးလောင်စာဆီဈေးမြင့်တက်လာနေမှုကို လေးပေါင်လျှော့ခြင်းနဲ့အတွက်ပြည်ရင်းက73စီမာယူတင်သွင်းတဲ့ကုမ္ပဏီ26ခုကိုဗဟိုဘဏ်ရည်ညွှန်းပေါက်ဈေးနဲ့ဒေါ်လာ34သန်းထုတ်ရောင်းပေးခဲ့ပြီးအဲ့ဒီကုမ္ပဏီတွေကတဆင့်ဒီဇယ်ဂါလန်ပေါင်း7.54တန်းကိုအထူးဈေးနှုန်းနဲ့ဖြန့်ဖြူးရောင်းချနိုင်အောင်စီမံခဲ့ပါတယ်။ ဒါပေမဲ့လောင်စာဆီဆေးမြင့်တက်မှုကရန်ကုန်ဈေးကွက်မှာသာ2000ကျပ်နာအထိဈေးပေါက်ပေမဲ့တချို့သောတိုင်းငယ်ပြည်နယ်တွေမှာဆိုရင်ကျပ်2000ကျော်နဲ့အယောင်းဝယ်လုပ်နေကြရပါတယ်။ပြည်တွင်းလောင်စာဆီမြင့်တက်မှုနောက်ဆက်တွဲဖြစ်လာနိုင်တဲ့စီးပွားရေးလူမှုရေးဆိုင်ရာခရဲရိုင်းမှုတွေကိုလျှော့ဖို့အတွက်လုပ်နေတာလို့ဆိုနိုင်ပေမဲ့တစ်ဖက်ကကြည့်ရင်လည်းလောင်စာဆီဈေးကွက်ကိုစီအိုစုကပြည်ရင်းပုတ်ကလိကကုမ္ပဏီတွေကတဆင့်ထိမ့်ချုပ်ထားတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါအပြင်ပြည်တွင်းလိုအပ်ချက်အရလောင်စာဆီကို ပို့သုံးကြလေကုမ္ပဏီတွေကတဆင့်ဝင်ငွေကွန်ကုန်သွယ်လုပ်ငန်းကွန်တွေကိုစေအုပ်စုကရနေပြန်ပါသေးတယ်ပြည်ရင်းသုံးလောင်စာစီစည်းတွေသုံးစာကျော်တက်နေချိန်မှာပဲစေအုပ်စုလောက်ခန့်မြမရေနံဓာတုဗေဒလုပ်ငန်းတံမြာကံကနေဓာတ်စီဂါလန်ပေါင်းနှစ်တန်းကိုတင်နာခေါ်ယူရောင်းချမယ်ဆိုတဲ့အကြောင်းကိုပြန်ကြားရေးလောက်ခန့်သတင်းစာမှာဖေဖော်ဝါရီလနောက်ဆုံးပတ်ကကြေညာခဲ့ပါတယ်။ ပြည်ရင်းလောင်စာစီဈေးနှုန်းမြင့်တက်နေချိန်မှာစရုပ်စုလက်ထဲလောင်စာစီအများအပြားတူလောင်ထားနိုင်သေးတယ်ဆိုတဲ့သဘောပဲဖြစ်ပါတယ်2021ခုနှစ်ဖေဖော်ဝါရီလ1ရက်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းနိုင်ငံတွင်းလျှက်စစ်ဖြန့်ဝေမှုကပုံမှန်အတိုင်းပဲရှိခဲ့ပါတယ်။ အာနာသိမ့်မှုဖြစ်ပြီး6လခန့်အထိဟာပုံမှန်အတိုင်းဖြစ်ခဲ့ပေမဲ့မီတာကဆောင်ရင်စေအောင်စုစီပြည်သူငွေတွေရောက်ကုန်ပြီးလူတို့ကိုဒီငွေတွေသုံးပြီးနှိပ်ကွမှာဖြစ်တဲ့မီတာမဆောင်ရေးလူတို့လှုပ်ရှားမှုတွေအကောင်ခဲ့ပါတယ်။စေအောင်စုကလည်းနိုင်ငံလုံးချီလူလူကြီးပါဝင်လာနိုင်တာကြောင့်မီတာကကိုဗန်တွေကတဆင့်ပေးဆောင်နိုင်ကြောင်းသာကြေညာခဲ့ပြီးအတင်းအဓမ္မကောက်ခံတာတွေကိုမပြုတ်လောက်ခဲ့ပါဘူး။ ဒါပေမဲ့အာနာသိမ့်မှုအပြီးတနစ်ခန့်အကြာမှာတော့စေအုပ်စုဟာလူလူစီကမီတာကကိုအတင်းအတ္တမကောက်ခံဖို့ပြင်ဆင်ခဲ့ပါတယ်။မီတာကကိုဘန်ကမပေးဆောင်ရင် မီတာဘောက်စ်ဖြုတ်သိမ်းမယ်။မီးဖြတ်မယ်ဆိုတာကိုကြေညာခဲ့ပြီးမြေပြင်မှာလည်းလက်တွေ့လှုပ်ဆောင်မှုတွေကိုစလုပ်ခဲ့ပါတယ်။လျက်စစ်ဌာနဝန်ထမ်းတွေကိုလက်နက်ကိုင်စစ်သားတွေလုံခြုံရေးပေးပြီးမြို့နယ်တစ်ခုစီအလိုက်မီတာဖြတ်တောက်မှုတွေကိုစလုပ်ခဲ့တာပါ ဒီလိုလုပ်တဲ့နေရာမှာလဲမီတာကကြွေးကြံများတဲ့စီးပွားရေးလုပ်ငန်းတွေကိုပြစ်မှတ်ထားဖိအားပေးဖျက်တောက်တာတွေစလုပ်ခဲ့တဲ့အတွက်မီတာဆောင်သူတွေပြန်ရှိလာခဲ့သလိုစိုးရိမ်စိမ့်နဲ့တွားဆောင်ကြသူတွေလည်းတိုးလာခဲ့ပါတယ်။တစ်ဖက်မှာလဲစေအုပ်စုဟာဖိအားပေးမီတာဆောင်ကိုင်းချိန်မှာမီးဖျက်တောက်တာတွေကို မလုပ်ခဲ့ပါဘူး။မြေပြင်အချက်အလက်တွေအရမြို့နယ်တစ်ခုရဲ့ရက်ွက်တစ်ခုထဲမှာကို 300ရာနဲ့ချီမီတာလာဆောင်တဲ့အတွက်စေအုပ်စုကဖိအားပေးနိုင်ခဲ့ပါတယ်လုပ်ငန်းလဲပတ်ဖို့အတွက်လျှက်စစ်မီလိုအပ်ချက်ရှိတဲ့စီးပွားရေးလုပ်ငန်းတွေမီတာကဆောင်ပြီးချိန်မှာတော့စေအုပ်စုဟာဝင်အားမမျှတော့တဲ့အတွက်ဆိုပြီးမီးဖြတ်တာတွေကိုဇက်တိုက်လှုံ့ဆောင်ခဲ့ပါတယ်။မီးဖြတ်တာမှုကိုအစာပိုင်းမှာတော့နိုင်အနေငယ်သာအလှဲ့ကျဖြတ်တောက်တာမျိုးတွေလုပ်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့နေတစ်ပိုင်းလောက်ထိနိုင်နဲ့ချီအောင်ဖြတ်တောက်မှုတွေလုပ်ခဲ့ပါတယ်။ လူလူလက်ထဲကမီတာကငွေတွေတော်တော်များများကိုဖိအားပေးရယူပြီးနောက်မှာလှုပ်ဆောင်ခဲ့တာဖြစ်တဲ့အပြင်မီးဖြတ်တောက်မဲ့အချိန်နဲ့နိုင်ကိုကြေညာပေးတာကိုလည်းရက်ဆိုင်ထားခဲ့ပါတယ်။လျှက်စစ်မီးပြတ်တောက်မှုဟာပြည်သူတွေတင်မဟုတ်ဘူး။လျှက်စစ်ဌာနလည်းခန်းစားရတဲ့ဆိုတာကို ပုံဖော်ဖို့အတွက်မတ်လဇန်မှာနေပြည်တော်လျှက်စစ်တပ်အားဖြန့်ဖြိုးရေးလုပ်ငန်းအင်ဂျင်နီယာရုံးက 900kVA diesel generator set soundproof တိုက်တလုံးကို မြန်မာငွေနဲ့ဝယ်လို့ကြောင်းတင်တာခေါ်ခဲ့ပါသေးတယ်။သူတို့ဝယ်ခြင်းနဲ့မိဆက်အမျိုးအစားကရုံးလုပ်ငန်းသုံးအမျိုးအစားသာဖြစ်ပြီးအလေအလတ်အဆင့်စီးပွားရေးလုပ်ငန်းရှင်တွေဖော်ဖော်တည်တည်ဝယ်သုံးနေကြတဲ့မိဆက်အမျိုးအစားသာဖြစ်ပါတယ်။ဒါပေမဲ့တစ်ဖက်မှာတော့ငါတို့လျှက်စီရုံးလဲမိပြက်လို့မိဆက်ဝယ်သုံးရပြီဆိုတဲ့ message ကို ပေးခြင်းတဲ့အတွက်အခုလိုလူသိရှင်ကြားတင်တာခေါ်ခဲ့တာလို့သာတတ်မှတ်ရမှာပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့ နေပြီးတော့မီးလိုအပ်ချက်အတွက်ပေါင်းလောင်းရီအားလျှက်စစ်ကနေအကုန်ရယူထားပြီးကြံတဲ့စေအုပ်စုလောက်ခံဝင်ကြီးဌာနတွေကမီးဆက်ဝယ်ဖို့တင်တာမခေါ်ကြတာကိုကြည်ရင်သိနိုင်ပါတယ်ကောင်းစားစီနဲ့လျှက်စစ်မီကြမှာမမြင်သာတဲ့ချိတ်ဆက်မှုတွေရှိပါတယ်။စီးပွားရေးလုပ်ငန်းတွေအတွက် လျက်စင်မီလိုအပ်တယ်လို့လျက်စင်မီမရတဲ့အခါမီးစက်ကို လောင်စာဆီနဲ့မောင်းပြီးလုပ်ငန်းလေပတ်ရလေးရှိပါတယ်။အဲ့ဒီနီးတူလုပ်ငန်းမဟုတ်တဲ့မျိုးပြအခြေပြုပြီးသူတွေကလည်းနေဆတူဝလူမှုစီးပွားဘဝမှာလျက်စင်မီလိုအပ်ချက်ကမြန်မာပါတယ်။မီးပြတ်ပြီးဆိုတာနဲ့သူတို့ရဲ့ lifestyle ကို ပြောင်းလဲပြီးလေပတ်ကြရတာပါ။မဖြစ်မနေမီးလိုအပ်လာပြီးဆိုရင်တော့လောင်စာစီ၃ဆက်တွင်နဲ့လျှက်စင်မီးကိုဖန်တီးရပါတယ်။ ဒီလိုအနေထားမှာစေုပ်စုကသူတို့ထိန်းချုပ်တဲ့လျှက်စစ်မီးဖျက်တောက်မှုနဲ့နှောင်စာစီဈေးနှုန်းကစားမှုကို တွဲပြီးလှုံ့ဆော်လာပါတယ်။ဂျပန်အခြေစိုက်နီကေးမီဒီယာအုပ်စုပံ့ပိုးမှုနဲ့ဒေတာရင်းစီးပွားရေးလုပ်ငန်းစုတွေကိုလိလာဆန်းစစ်ထုတ်ပြန်နေတဲ့ IHS Market ကစက်မှုကုန်ထုတ်လုပ်ငန်းတွေစီကကုန်ထုတ်လုံးမှုအော်ဒါတက်များအလုပ်နေရာပစ္စည်းပေးသွင်းသူများ၏ပေးသွင်းမှုကြာမြင့်ချိန်နှင့် တိုးလောင်ထားသည့်ထဲ့ကုံစတဲ့အညုံကိန်း၅ခုကိုအခြေခံတွက်ချက်ကောက်ယူတဲ့ကိန်းကနန်းတွေအရာမီးပြတ်တောက်မှုကြောင့်မပြီးပြတ်ဘဲကျန်နေတဲ့အလုပ်တွေစံချိန်တင်မြင့်တက်နေကြောင်းမက်ရှလာတရက်ကထုတ်ပြန်တဲ့စစ်တမ်းမှာဖော်ပြခဲ့ပါတယ်။ဒါဟာအကြဘက်ကိုဥတီနေတဲ့မြမစီးပွားရေးကဏ္ဍမှာလျှက်စစ်မီရဲ့အရေးပါမှုကို ဖော်ပြနေတာပဲဖြစ်ပါတယ်။ ယောက်စုဟာအာနာသိမ့်ပြီးတနစ်ကြော်လာတဲ့အထိအတိမတ်ပြုမခံရတဲ့အပြင်နိုင်ငံတွင်းကပြည်သူတွေရဲ့ရတဲ့နီးနဲ့တော်လန့်မှုကိုစက်တိုက်ခံစားနေရတာပါဒီအခြေအနေကိုကြော်လွားဖို့အတွက်နှီးပေါင်းဆောင်ဖိနှိပ်မှုတွေကိုစက်တိုက်လှုပ်လာခဲ့ပါတယ်လက်နက်ကင်တော်လန့်မှုတွေကို လေရင်သုံးဖြုတ်ခွဲမှုအတိအဆင့်တက်လာခဲ့သလိုမြေပြင်မှာလဲရွာလုံးကျွတ်မီးရှို့ဖျက်ဆီးမှုတွေကိုစက်တိုက်လှုပ်ဆောင်လာခဲ့ပါတယ် ။တစ်ဖက်မှာလည်းတော်လန်သောပြည်သူတွေခေါင်းမကြွလာဖို့အတွက်နှိမ့်ဆဒူဝတွေတဲ့အကြက်တဲစိုက်အောင်အတွက်လျှက်စစ်မီဖြတ်တောက်မှုကိုဇက်တိုက်လုပ်နေသလိုလျှက်စစ်မီအတွက်ဖန်တီးနိုင်တဲ့လောင်စာစီဈေးတွေကို ရှိတဲ့နာထက် အစချီမြင့်တက်အောင်လုပ်ပြီးမတုံးနိုင်တော့အောင်ကို စနစ်တကျနဲ့ကိုလှုပ်ဆောင်နေတာပါအခုဆိုရင်လျှက်စစ်ကိုမှီခိုအားထားရတဲ့ပြည်တွင်းလုပ်ငန်းငယ်တွေနဲ့အခြေခံနေစဉ်လိုအပ်ချက်ကိုရယူနေကြတဲ့ပြည်သူတွေ လောင်စာဆီသုံးပြီးတာမန်စီးပွားရေးလုပ်ငန်းလုပ်နေတဲ့အငားရင်မောင်းလိုသူတွေအပြင်တခြားသူတွေဟာလည်းတဖြည်းဖြည်းနဲ့အထွေထွေကြက်တဲမှုစီကိုတွန်းပို့ခံနေရပါပြီ။ဒါဟာနိုင်ငံတွင်းကလူမှုတရက်လုံးအပေါ်အာဏာသိမ်းစဉ်ကလူယူထားတဲ့နိုင်ငံရန်နီးယားတွေသုံးပြီးပြင်းပြင်းထန်ထန်ဖိနှိပ်နေတာဖြစ်ပါတယ်။ဒါဟာစေုပ်စုအတွက် နိုင်ငံရင်းကပြည်သူတရက်လုံးအပေါ်ရဲ့ရဲ့ဆက်ဆက်ရုပ်ရုပ်ကန်ကန်ကျူးလွန်နေတဲ့အကြီးမားဆုံးရာဇဝတ်မှုကြီးတာဖြစ်ပါတယ်။